ဒါကြောင့်မို့လို့ကဆုံလားပြည့်ဟာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလည်းကဆုံလားပြည့်နေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလည်းကဆုံလားပြည့်နေပဲဖျားဖြစ်သူရောက်တော်မူတာလည်းကဆုံလားပြည့်နေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလည်းကဆုံလားပြည့်နေပဲလို့ဒါကြောင့်မို့အချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ပြာဒိတ်တော်ခန္ဓာလဲကဆုံလာပြီဟောဖွာတော်မူတာလဲကဆုံလာပြီဖျားဖြစ်သူရောက်တာလဲကဆုံလာပြီပြိနိဗ္ဗာန်ဆန္ဒလဲကဆုံလာပြီလို့ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်ဆံပေါ့ဖွာတော်မူတာရဲ့ ဖရာဖြစ်သူရောက်တော်မူရာရဲ့ပြိဋိဘံသာနာရဲ့၃ခုသို့တော်ဒီဘဝမကဘူးဖះလောင်းရဲ့တန်တရာဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတော်ခန္ဓာနဲ့ဒီလားလို့။ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘယ်လိုပါအောင်ဆို။တရာခဏဝိရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်။ဘေးကနတ်တွေမြမာတွေ အဲ့ဒီဗျာဒိတ်ခံတဲ့ပွဲမှာဖះကိုပူဇော်ရင်းသူ့မိသားစုသေးလေးကို